ခုနောက်ပိုင်းပွဲတွေမှာဒီ United ရဲ့ position pattern ကတော်တော်လေးကောင်းလာတယ်လို့ပြောလို့ရတယ်။ဆိုတော့ဒီမှာဆိုရင်မကွိုင်းကဒီ list ကိုပေါလုံးပေးရယ်ပြီးတော့ကျွန်တော်တို့ Spa ရဲ့ဒီ Mayblock setup ကလည်းတော်တော်လေး strong ဖြစ်နေတာကိုတွေ့ရတယ်။ သူတို့ရဲ့ရှေ့ဆုံးကတိုက်စစ်ကမ်းမအတောင်မှာဒါ United ကွင်းလေရဲ့ဒီ second line မှာပဲရှိရလို့ပြောလို့ရတယ်။အဲ့တော့ဒီမှာ Maguire က draw ကိုဆင်းတယ်။ပြီးတော့သူက delay စီကနေပြီးတော့ဘောလုံးလက်ခံတယ်။အဲ့တော့ Spurs ရဲ့ stretcher ကလည်းတဖြည်းဖြည်းနဲ့ straight off ဖြစ်လာတာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ဒီမှာ United ကမ်းမတွေကလည်းတဖြည်းဖြည်းချင်း space တွေရလာနေတယ်။ဆိုတော့မကွိုင်းရနေပြီးတော့မဆာလိုစီကိုပေးတယ်ပြီးတော့စပါးရဲ့ကစားသမားတွေကလည်းအဲ့ဘောလုံးပေးလိုက်တဲ့ဘက်ကိုလိုက်ပြီးတော့ရိမ်းသွားတာကိုတွေ့ရတယ်ဆိုတော့အဲကနေ United ကတဆင်ချင်းပြန်ပြီးတော့စစ်ပလေးပြန်ပြီးတော့သွားတယ်ဆိုဒ ိုကူစီကိုရောက်တဲ့အချိန်မှာဒီကက်စီရပေါက်ကတ်မှာစပစ်တွေရနေတာကိုကျွန်တော်တွေ့ရတယ်။ဆိုတော့ဒိုကူကနေကက်စီကိုပေးတယ်။ကက်စီကနေပြီးတော့အန်ဘုံမွန်စီကိုပေးတယ်။ဒါမဲ့စပါးကလည်း United ဘောလုံးနောက်ပြန်ပြီးအောင်ကောင်းကောင်းကြီး force light လုပ်နိုင်တာကိုတွေ့ရတယ်။ဆိုတော့ United ကလည်းဘောလုံးကို recycle ပြန်ပြီးတော့လုပ်တယ်။ Maguire ဒီ little နဲ့တွေ့တယ်။ဆိုတော့ဒီမှာအန်ဘုံမွန်ကစပစ်တွေရနေပြီမဲ့လေဒီ little ကအာမက်စီကိုပေးလိုက်တယ်။ဆိုတော့ဒီ United ရဲ့အဲ့ဒီ passive player ဗျာ Amorin Sporting မှာတော့ငါတွေကကစားခဲ့တဲ့ပုံစံနဲ့တပုံစံတိုင်းပဲကျွန်တော်တို့တွေ့ရတယ် ဆိုတော့ဒီမှာ supporting ကဘောလုံးကင်ထားတဲ့အချိန်မှာဆိုရင် Arsenal ရဲ့ mid block setup ကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်။ဆိုတော့ supporting ရဲ့ CCP ကစားသမား draw လုပ်ပြီးတော့ဘောလုံးကိုလက်ခံတယ်။ဒီမှာ Arsenal ကစားသမားတွေကလည်းတဖြည်းဖြည်းချင်းရှေ့ကိုတက်လာတယ်။ဆိုတော့ဒီမှာ supporting ကဒီ blind ကိုထက်ပြီးတော့တဖြည်းဖြည်းချင်း draw ချက်လုပ်ပြီးတော့ရသလောက်သူတို့ဆွဲခေါ်တယ်။ပြီးတော့ Arsenal ရဲ့ block ကိုကျော်နိုင်အောင်သူတို့ကောင်းကောင်းကြီး man နေလောက်သွားနိုင်တာကိုတွေ့ရတယ်။ဆိုတော့အဲ့ဒီ element တစ်ခုမှာဆိုရင် Amorin ရဲ့တူညီတဲ့ဒီ position pattern ကိုကျွန်တော်တွေ့ရရဗျာ။ နောက်တစ်ခုဒီအိဇမဲကိုကြည့်မယ်ဆိုရင်လည်းအမိုရင်းရဲ့ဒီ position နဲ့ pattern ကိုထပ်ပြီးတော့တွေ့ရတယ်။ဒီမှာဒိုဂူကနေပြီးတော့လူရှော့စီကိုပေးတယ်။လူရှော့ကနေပြန်ပြီးတော့ဒါအန်ဘွန်မွန်စီကိုတိုက်ရိုက်ပေးတယ်ဗျ။ဆိုတော့ဒီမှာအမိုရင်းရဲ့ position rotation ကိုကျွန်တော်တို့မြင်ရတယ်။ဆိုတော့ကွန်ညာကလက်ဝင်းဘက် position ကိုရောက်သွားတယ်။ဒိုဂူကကျွန်တော်နံပါတ်10 position ဖြစ်နေပြီးတော့ဒီအန်ဘွန်မွန်ကကျွန်တော်49ဖြစ်သွားတာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ဒီမှာအန်ဘွန်မွန်ရဲ့ task ကလည်းတော်တော်လေးကောင်းတယ်။ပြီးတော့ဒိုဂူကနေပြီးတော့အာမက်စီကိုပေးတယ်။ဒါမဲ့ဒိုဂူရဲ့ pass ကတော့ တော်တော်လေးမတိကျခဲ့တာကိုကျွန်တော်တွေ့ရတယ်။နောက်တစ်ခုဒီ saturation မှာဆိုရင်လည်းဒိုကူကစားတော်တာတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်ဗျ။ဒီမှာဒိုဂူကနေပြီးတော့ Fernandez ကိုပြေးတယ်။ဆိုတော့ဒီမှာဒိုဂူကသူ့ရဲ့လက်ဝင်းဘက် position မှာပဲရှိတယ်။ Fernandez ကလည်းသူ့ရဲ့ number 6 position နဲ့ Anfomo ကလည်းသူ့ရဲ့ number 10 position မှာပဲရှိနေတယ်။ဆိုတော့ဒီမှာဗျ Fernandez ကစပါးကစားသမားတွေကိုခေါ်ပြီးတော့သူ့နောက်မှာဒါ space ကို create တယ်။ပြီးတော့သူကဘောလုံးကို Anfomo ကိုပြေးလိုက်တယ်။ ဒိုဂူကလည်းဒီဖာနန်ဒက်ခရီးခဲ့တဲ့စပီကိုကောင်းကောင်းကြီးအတက်လောက်တာကိုတွေ့ရတယ်။အန်ဖုန်းဝကလည်းဒိုဂူစီကိုဘောလုံးအလှလေးပေးခဲ့တယ်။ဆိုတော့ဒီမှာကျတော့ဖာနန်ဒက်ကလက်ဝင်းဘက်ပိုဇီရှင်ဖြစ်သွားပြီးတော့ဒိုဂူကနံပါတ်6ပိုဇီရှင်ပြန်ပြီးတော့ဖြစ်သွားတယ်။နောက်တစ်ခုဒီမှာဖာနန်ဒက်ကနေပြီးတော့အန်ဖုန်းမောစီကိုပေးတယ်။ အဖိုးမောကနေပြီးတော့ဒိုကူစီကိုပြေးတယ်။ပြီးတော့ဒိုကူကဒီကွန်ညာစီကိုပြေးပြီးတော့ဗျာ49ရဲ့စပီကိုသူကအတက်လုပ်ဖို့ရကြိုးစားတယ်။ဆိုဒီမှာကွန်ညာကလည်းဘောလုံးကိုအဖိုးမောစီကိုပြေးတယ်။ဆိုဒီမှာအဖိုးမောအနေနဲ့ဗျာဘောလုံးကိုချက်ချင်းပြေးသင့်ပေမဲ့လည်းသူနည်းနည်းလေး delay ဖြစ်သွားတယ်။ဆိုတော့အဲ့အချိန်မှာဘောလုံးကိုဒီယိုမဲရိုးက block သွားနိုင်တာကိုကျွန်တော်တွေ့ရတယ် ီးတော့ကျွန်တော်အရင်ကဗျာ United ရဲ့ဒီ left side overload play ရဲ့အဲရနေပြီးတော့သူတို့ right side ကိုစစ်ပလေးသွားတဲ့အခါမှာဒီညာချမ်းကိုရောက်သွားရင်သူတို့အတင်းရဲ့ကစားပုံမှာဒီ passing connection မရှိတာကိုကျွန်တော်ထောက်ပြခဲ့ဘူးရဲ့ဒါပေမဲ့အခု United ကအဲအပိုင်းမှာလည်းတိုးတက်လာတာကိုတွေ့ရတယ်ဆိုဒီမှာ United ရဲ့ကစားသမားတွေ left side မှာ၈ယောက်လောက်ရှိနေတယ်ဗျာဆိုဒိုကူကတော့ဒီ off screen မှာမလို့မမြင်အောင်ဒါပေမဲ့သူတို့ left side မှာ၈ယောက်လောက်ရှိနေတယ်ဆိုဒီမှာ right side မှာကျတော့၂ယောက်တည်းပဲရှိပြီးတော့ passive connection ပြတ်တောက်နေတယ် ဒါပေမဲ့တကယ်တမ်းဘောလုံးကဒလက်စီကိုရောက်တဲ့အခါမှာဆိုရင်ကက်စီနဲ့အာမက်ကဒါညာချမ်းကိုပက်စင်ကွန်နက်ရှင်တွေကောင်းကောင်းကြီးရိမ်းသွားတာကိုတွေ့ရတယ်။ပြီးတော့သူတို့အဲ့ညာချမ်းတွဲလုံးကနေပြီးတော့အတက်ကင်ပလီပြန်စတယ်။ပြီးတော့နောက်ဆုံးဒီချင်းတွေထိရောက်လာတာကိုတွေ့ရတယ်။ ကျွန်တော်ပြီးခဲ့တဲ့ forum နဲ့ပွဲပြီးမှဆိုရင် United ရဲ့ back line ကကစားသမားတွေဒီ high line တက်မစွန်နိုင်ခဲ့တာရယ်ဒီ forward ကကစားသမားတွေ pocket မှာ speed တွေရခဲ့တာရယ်ကိုကျွန်တော်ထောက်ပြခဲ့ဦးရယ်ဆိုတော့ spa နဲ့ပွဲမှာတော့ United ရဲ့ back line ကအရင်လို high line ပြန်ပြီးတော့စွန့်နိုင်တာကိုတွေ့ရတယ်ဆိုတော့ဒီမှာ Romero ကနေပြီးတော့ Muanisi ကိုပေးတယ်ဒါမဲ့ Maguire က Muanisi ကိုကောင်းကောင်းကြီး marking တက်ပြီးတော့ယူထားနိုင်တာတွေ့ရတယ် ဒီမှာ Richardson ကို delay က highlight လိုက်ပြီးတော့ဖိအားပေးတယ်ပြီးတော့ delay ရဲ့လွတ်သွားတဲ့ speed ကိုဒီမှာ Moani ရဲ့နေရာလိုက်ယူတယ်ဒါပေမဲ့အဲ့ Moani ကိုကျတော့ပြန်ပြီးတော့ဒီ McGwan ရ marking လိုက်ယူတာကိုတွေ့ရတယ်ပြီးတော့ဒီမှာ McGwan ရနဲ့ delay က position rotate ထပ်ပြီးတော့လုတ်သွားတာကိုကျွန်တော်တို့တွေ့ရတယ်ဒီမှာလည်း Lushaw က highlight တက်ပြီးတော့ထောက်တယ်နောက်တစ်ခုဒီ Moani အလုံးမှာဆိုရင်လည်း Lushaw ကပဲ highlight တက်ပြီးတော့ထောက်ကစားနိုင်တာကိုတွေ့ရတယ် နောက်တစ်ခုပြဒီမှာကျတော့စပန်းကလောင်းဘောသွားလိုက်တယ်ဆိုစပန်းလောင်းဘောသွားလို့ဒီဘောလုံးကလေထဲဝင်နေတဲ့အချိန်မှာ United ရဲ့နောက်တန်းကစားသမားတွေရဲ့ possession အရတော်တော်လေး highlight တက်ပြီးတော့ဆော့နေတာကိုကျွန်တော်တို့တွေ့ရတယ်ဒီမှာလည်း Brandon Johnson ဘောလုံးရတဲ့အခါမှာ Shaw က highlight လိုက်ပြီးတော့ pressure ပေးနိုင်တာကိုအကောင်းကောင်းကြီးတွေ့ရတယ် ဆိုတော့ United က highline ဆော့တဲ့အခါတိုင်းရဗျာသူတို့ဘောက်ထဲမှာပဲ draw defend လုပ်ကစားတာနဲ့ဆိုင်ရအများကြီးပိုကောင်းတာကိုတွေ့ရတယ်ပြီးတော့ဒီစပါးနဲ့ပွဲမှာဆိုရင်အမိုရင်းကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဗျာဒီစပါးနဲ့ပွဲကသူ၃နေရာအပြောင်းလဲလုပ်ခဲ့တဲ့ပုံစံကိုတော့ကျွန်တော်တို့ credit ပေးရမယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ Euro နေရာမှာ Harry Maguire ကစားရယ်ဒါလောက်နေရာမှာဒိုဂူကိုထည့်တယ်ပြီးတော့ဆက်စကိုအိုက်ပွဲမှာအရန်ခုံကိုထားပြီးတော့မာဇာရိုယီကိုဒီအဲ right wing back အနေနဲ့ထွက်လာတာကိုတွေ့ရတယ် ဆိုတော့ United ကဒီ Amorin ရဲ့လက်အောက်မှာတဖြည်းဖြည်းချင်းနဲ့ turn around ဖြစ်လာနေရဗျာပြီးတော့အားနည်းချက်တွေလည်းရှိတော့ရှိနေသေးတယ်ပြီးတော့ကစားသမားတွေဥဆောင်ကိုရပြီးသွားတဲ့အခါတိုင်းမှာလည်းဒီကစားသမားတွေ standard ရော့ကျလာတာကိုလည်း Amorin ကထောက်ပြထားတယ်ဒါပေမဲ့လက်ရှိ United ရဲ့ direction ကဒီလမ်းကြောင်းမှန်ပေါ်မှာရောက်နေတယ်ဆိုတော့ ကျွန်တော်တို့ဒီအချက်တွေကိုကြည့်ချင်းအဖြစ်ကောင်းကောင်းကြီးပြောလို့ရတယ်။ဆိုတော့ဒါကစပါးနဲ့အပွဲမှာမြင်ရတဲ့ United ရဲ့အားတက်ချက်တွေကိုပဲအဓိကထားပြောထားပါတော့။ဆိုတော့အားနေတဲ့အကြောင်းအရာတွေကိုကျွန်တော်နောက်ဗီဒီယိုနဲ့ပြန်လာနိုင်အောင်ကြိုးစားပါမယ်။ဆိုတော့ညီကိုတွေလည်းဒီစပါးနဲ့ပွဲက United ရဲ့ကစားပုံနဲ့ပတ်သက်ပြီးတော့ဘယ်လိုအမြင်တွေရှိလဲ။စတဲ့အမြင်တွေကိုကျွန်တော်တို့ comment section မှာဝင်ရောက်ဆင်းနေသုံးသပ်ပေးသွားပါအောင်။ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။